ကျမလေးစဉ်းစားမိတာတခုရှိသေးရပေါ့နော်အဲ့ဒါဘာလဲဆိုတော့ကျမတို့မြန်မာလူမျိုးကတခုရှိတာဘာလဲဆိုတော့အရင် generous ဖြစ်တယ်မြန်မာလူမျိုးလောက် generous ဖြစ်တဲ့လူမျိုးကိုကျမတကယ်မတွေ့ဘူးအဲ့တော့အဲ့လိုမျိုးပြောလို့နော်နိုင်ငံသားတွေကနိုင်ငံသားလူအနောက်နိုင်ငံသားတွေကသူတို့ကမလှူမတန်းမဟုတ်သူတို့တွေက million နဲ့ချီပြီးတော့လှူတဲ့သူတွေလည်းရှိရပေါ့နော်ဒါပေမဲ့ general ပေါ့ general ပြောရမယ်ဆိုလို့ရှိရင်ဥပမာခုနပြောသူတို့ကြီးမှာ million နဲ့ချီပြီးလှူတယ်ဆိုတာမျိုးရှိပေမဲ့ general ပေါ့ကျမတို့ဒီလိုမျိုးပုံမှန်တော်တော်လာလာအဲ့လိုမျိုး ဟို public တွေရပါဘောเนาะ general public တွေရလူတွေကြတော့ရှင်ကြည့်လိုက်လို့ရှင် မြန်မာလူမျိုးနဲ့တော့တခြားအနောက်နိုင်ငံလူမျိုးပေါ့เนาะအဲ့ဒါဆိုလို့ရှင်ဘာဖြစ်လဲတော်တော်ကွာဟမှုရှိတာလဲတွေ့ရပါဘောเนาะကျွန်မဆိုလို့ရှင်ကျမ US သွားရဆိုလို့ရှိရင်မလုပ်လဲဆိုကျမထိုင်းရနေပြီးတော့เนาะဒီဟိုအုံဒီအုံဒီနဲ့လောက်ထားရမီးအိမ်လေးလေအဲ့ဒါလေးဆိုကျမတေချာထုတ်ပိုးပြီးတော့ခါရဲစုခေစေတေချာထည့်ပြီးတော့ဟိုမှာရှိရတဲ့ငွေချင်းအကုန်လုံးပေးရမြန်မာလူမျိုးကဘယ်လိုမျိုးဖြစ်လဲဆို ကောင်းကောင်းလေးအရင်ပေးတတ်တယ်နော်ပေးခြင်းနဲ့စိတ်လည်းရှိတယ် generous ဖြစ်တယ်နော်ပေးနောက်တစ်ခုကျမတို့မိတ်ဆွေတွေငွေချင်းတွေစုပြီးတော့ထမင်းသွားစားကြမယ်ပါညာဆိုအဲ့လိုချိန်လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲအမြဲလက်ဆောင်ပါတယ်လက်ဆောင်မပါဘူးဆိုတော့မရှိဘူးနော်တယောက်ကကျွေးရဆိုလို့ရှိရင်ဘာဖြစ်လဲတယောက်ကလည်းလက်ဆောင်ပြန်ပေးရနော်အဲ့လိုမျိုးမြန်မာလူမျိုးအရင်ပေးတတ်တယ်ကျမဆိုလို့ရှိရင်စာအုပ် မိတ်ဆက်ပွဲတွေပါလုပ်တယ်ဆိုလို့ရှိရင်အိမ်ပြန်လာလို့ရှိရင်အော်လက်ဆောင်တွေမှာအများကြီးပဲเนาะအခုဟိုဆွဲချိုးလေးတွေရင်တိုးလေးအဲ့အမျိုးလေးတွေကအစာပါတယ်ပန်းလေးတွေအစာရှိတယ်ပြောเนาะဆိုတော့အရန်ချစ်ဖို့ကောင်းတယ်ကျမတို့လူမျိုးကအရန်ပေးတတ်တယ်ပေါ့เนาะအဲ့အကြောင်းမလို့ပါဖြစ်လဲဆိုလို့ရှိရင်ရေဘေးတို့ပါလို့ဆိုလို့ရှိရင်တအားလှူကြတာပေါ့เนาะအများကြီးလှူနိုင်ကြတယ်အဲ့တော့တနာရင်စိတ်ရှိရဲ့မြစ်တာတရားကြီးမာတယ်နောက်တော့ကြာအမတန်မှရဲရောတယ်လက်ပါတယ်ပေါ့တခုဆိုလို့ရှိရင်ပေးလိုက်ဖို့ဆိုလို့ရှိရင်လက်မနှေးဘူးအဲ့လိုမျိုး အဓိကပြောပြချင်တာတော့ဘာလဲဆိုတော့ happy money ပေါ့နော်ကျမတို့ကတကယ်မဲ့တကယ်မှစဉ်းစားကြည့်ရဆိုလို့ရှိရင်ကျမတို့နေ့တိုင်းပေးနေတဲ့အရာတွေကနော်ငွေကြီးဆိုတဲ့ဆိုင်ရွက်ကြီးနဲ့ coin ကြီးနဲ့အဲ့လိုမျိုးတော့မဟုတ်ဘူးဒါပေမဲ့ကျမတို့ဘယ်လိုမျိုးရှိတယ်ဆိုလို့ရှိရင်ကျမတို့နေ့တိုင်းပေးနေရတယ်အများကြီးရှိတယ်နော်ဟိုလူနေတန်းနေရတယ်အများကြီးရှိတယ်မိဘတွေကိုကျမတို့လှုပ်ကြွေးနေရမျိုးရှိတယ်မိသားစုအဆောင်ရှောက်ပေးနေရမျိုးရှိတယ်ဒါကကျမတို့ရဲ့ money ကိုကျမတို့ နော်ဟို transfer လုပ်နေရယ် spend လုပ်နေရယ်ပုံစံပေါ့နော်ဒါကိုပြောရမှာဖြစ်တယ် happy money theory ရဲ့မှာလည်းသူပါသွားပြီဒီ energy ပါတယ်နော် energy အစုပေါင်းတစ်ခုဖြစ်တယ် emotions တွေ intention တွေပါတယ်နော်ဒီလိုမျိုးပြောရမှာဖြစ်တယ်အဲ့တော့ကျမအခုဒါ spending လုပ်တယ် giving လုပ်တယ်ဆိုတဲ့အပိုင်းကိုကျမပြောတာဖြစ်တယ်နောက်တစ်ခုကကျမတို့အစဉ်းစားကြည့်မယ်ပေါ့နော် happy money ကိုကျမတို့ receiving လုပ်တယ်ပေါ့နော်အဲ့ဒီခါကိုလည်းကျမတို့အစဉ်းစားကြည့်စေချင်တယ် ကျမတို့ကငွေကိုကျမတို့လက်ခံမယ်ပေါ့နော်လက်ခံတယ်ဆိုတဲ့အခါမှာဘာဖြစ်လဲဆိုလို့ရှိရင်ကျမတို့ထဲကိုရောက်လာတဲ့ငွေပေါ့နော်ကျမတို့ဘယ်လိုပုံစံနဲ့လက်ခံလဲအဲ့တော့အဲ့ဒီအခါမှာဘာကိုတစ်ချက်ကြည့်စေချင်လဲဆိုလို့ရှိရင်ကျမတို့လုပ်နေတဲ့အလုပ်နဲ့ပတ်သက်ပြီးတော့ကျမတို့ကြည့်စေချင်တယ်နော်ကိုကဘယ်လိုအလုပ်မျိုးလုပ်နေရလဲနော်အဲ့တော့ကို့စီမှာရှိတဲ့ငွေကို့စီကိုရောက်လာတဲ့ငွေဟာတကယ်ပျော်တဲ့ငွေဖြစ်ရလားဆိုတဲ့အမျိုးအဲကျမတို့စဉ်းစားကြည့်စေချင်တာပေါ့နော်အဲ့တော့တကယ်ပဲကို့ရဲ့ အိတ်ထဲမှာရှိရဲ့ပတ်စံပေါ့နော်အိတ်ပတ်စံလေးတွေကဘာလဲဆိုပျော်နေရဲ့ပတ်စံလားငုံနေရဲ့ပတ်စံလားဆိုပြောနော်ကျွန်တော်တို့ကိုယ့်ဟာကိုယ်ပြန်ပြီးရောမိကွန်းထုတ်လို့ရတယ်နော်အဲ့ဒါကျွန်တော်အဲကျွန်မရဲ့ experience နေပဲကျွန်တော်ပြောရမယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုရင်ကျွန်မဆိုလို့ရှိရင်တကယ်ကျွန်မရဲ့ career ပေါ့ကျွန်မရဲ့ main stream ကဘာလဲဆိုလို့ရှိရင်ကျွန်မကစာရေးရတူတယောက်ဖြစ်တယ်နော်အဲ့တော့ကျွန်မကအမြင်နဲ့ပဲယုံကြည်မှုရှိရဲ့ဘာလဲဆိုလို့ရှိရင်ကျွန်မဒီစာမရေးခင်တုန်းကကျွန်မရဲ့ profession ကဘာလဲဆိုကျွန်မက ကျောင်းဆရာမဖြစ်တယ်။ကျောင်းဆရာမဖြစ်တဲ့အတွက်ကြောင့်ကျွန်မရဲ့အလုပ်ကဘာလုပ်ရလဲဆိုကျွန်မစတင်တဲ့အလုပ်ပေါ့နော်။ကျွန်မရဲ့စအလုပ်ကစတင်တဲ့အလုပ်။အခုချိန်မှာကျတော့ကျွန်မစရေးတယ်။ဒါကကျွန်မရဲ့ main stream ပေါ့နော်။စာအုပ်ကကျွန်မရဲ့ main stream သွားတယ်။တခြားဘာမှကျွန်မတခြားဘာစီးပွားရေးမှမရှိဘူး။ကျွန်မစီးပါနော်။စာပဲရေးရအစာအုပ်ပဲရေးရကျွန်မ။အဲ့တော့ကျွန်မရဲ့စာအုပ်ဆိုလို့ရှိရင် ဥပမာဈေးအများဆုံးစာအုပ်ကတထောင်ခွဲပဲထားလိုက်ပါတော့နော်ဒါတထောင်ခွဲတခြားစာအုပ်ကလေးဆိုလို့ရှိရင်၄တောင်၅တောင်၆တောင်9တောင်အဲ့လိုမျိုးလေးတွေရှိတယ်ပေါ့အများဆုံးကတထောင်ခွဲတထောင်၂ထောင်အဲ့လိုမျိုးပေါ့နော်အဲ့တော့အခုကတထောင်ခွဲဆိုရယ်ငွေကြီးတထောင်၂ထောင်တထောင်နော်အဲ့ဒီငွေရဘလောက်မှမရှိဘူးလေနော်ကျမတို့ဥပမာ breakfast သွားစားရတယ်ဆိုလို့ရှိရင်ကိုအများကြီးပဲကုန်အဲ့ထက်ကို2စ3စကျမတို့ကုန်တာ ကျွန်မကကိုယ့်အကူမျိုးဘယ်လိုခံယူလဲဆိုလို့ရှင်ကျွန်မစာအုပ်ပဲရေးတာစာအုပ်ရောင်းနေပေါ့နော်ကျွန်မရဲ့ဇီဝရေးတာစာအုပ်ရောင်းနေစာရေးတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုကျွန်မပြန်ရတဲ့ပတ်စံကတကယ် happy money လို့ကျွန်မလုံးဝယုံကြည်တယ်ကျွန်မ receive လုပ်လိုက်တယ်ကျွန်မလက်ခံရယူလိုက်တဲ့ငွေတီလုံးဝ100% happy money လို့ကျွန်မ ပြောနိုင်တယ်ပေါ့နော်။ဘာဖြစ်လို့ဒီစာအုပ်ကိုဝယ်ရလဲဆိုတော့ကျမကြီးကတကူကူရမယ်လို့မျှော်လင့်ပြီးတော့ဝယ်တယ်။ကျမကိုချစ်တဲ့အတွက်ဝယ်တယ်နော်။ကျမကိုယုံကြည်တဲ့အတွက်ဝယ်တယ်။အဲ့လိုမျိုးပုံစံပေါ့နော်။ပုံစံအမျိုးစုံနဲ့အဲဒီကြားထဲမှာကျမကိုလေးလာခြင်းလို့ကျမဘယ်လိုမျိုးလဲဆိုတာသိခြင်းလို့အစားရှိတဲ့ပေါ့ဒေတာမျိုးလည်းရှိနိုင်တာပဲလေနော်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်100%မဟုတ်ဘူးဆိုလို့ရှိရင်တော့မှကဲထားလိုက်ပါတော့98%ပေါ့နော်အဲ့ဒါက happy money လို့ကျမ ယုံကြည်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီစာအုပ်တုပ်ကိုဖတ်ရဖို့အတွက်သိန်း200လောက်ပေးလိုက်ရတာမဟုတ်ဘူးကျမတို့နော်စာဖတ်တဲ့သူကကျမတို့9000လောက်ပေးလိုက်မယ်နော်သူတို့ရဲ့ကားကတွေကလည်းဖြစ်ရင်ဖြစ်မယ်တက္ကစီကတွေကဖြစ်ရင်ဖြစ်မယ်သူတို့အဝတ်အစားဝယ်တဲ့ထဲကပဲ1000လောက်နော်ကျမစာအုပ်ကလေးကို spend လုပ်ပြီးတော့ဝယ်လိုက်တာမျိုးလည်းဖြစ်ရင်ဖြစ်မယ်အစရှိတယ်နော်အဲ့အတွက်ကျမတို့အရင်အဲကျေးဇူးတင်တယ် appreciate ဖြစ်တယ်ပြီးရခါမှာဘာဖြစ်လဲဆိုလို့ရှိရင် အဲကျမရဲ့ကျမရတဲ့ငွေကိုကျမဒီအရန်တံပိုးထားတယ်နော်ကျမသစ္စာဆိုလို့ရတယ်ပေါ့နော်ဘာဖြစ်လဲဆိုတော့ဒီဟာကအင်မတန်ဖြူစင်တဲ့ငွေလေသူများကိုကလိန်ကြစ်တွေကြာပြီးတော့နော်ဟိုမဟုတ်မဟုတ်မဟတ်တွေရှောက်ပြောပြီးတော့အဲ့လိုမျိုးအဲရတဲ့ငွေမဟုတ်ဘူးပေါ့နော်ကိုကလည်းအဲ့ဒီဟာကိုရဖို့အတွက်ကိုကိုကကိုယ့်ရဲ့ effort တွေကိုယ့်ရဲ့ emotions ကိုယ့်ရဲ့ intention တွေကတကယ် pure ဖြစ်တယ် positive ဖြစ်တယ်အဲ့အဲ့ဒီအဲ့လိုမျိုး effort ပေါ့နော်အဲ့လိုမျိုးအားထုတ်မှုတကူ ထည့်ထားတဲ့အတွက်ကြောင့်ကိုပြန်ရလာတဲ့ return ကိုရဲ့ receiving energy ဒီဘာဖြစ်လဲဆို positive ဖြစ်တယ် happy ဖြစ်တယ်လို့ကျမယူဆရတယ်ပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ဒီနေရာမှာကျမတို့ကိုရဲ့ profession ကိုအာစမ်းစစ်ကြည့်လို့ရတယ်နော်ဒါကျမကိုကစာရေးရတူလို့ကျမစာရေးတာနဲ့ကျမပြောပြအဲ့တော့အများကြီးရှိရဒီထဲမှာဆိုလို့ရှိရင်လာနာထောင်နေတူတွေမှာဟို coach လုပ်နေတဲ့လူတွေလည်းပါတယ်เนาะ coach တွေပါတယ်အဲ့လိုအစရှင်တွေစာသင်တဲ့သူတွေပါတယ်စီးကုပေးတဲ့သူတွေပါတယ်အမျိုးစုံပေါ့เนาะအဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကိုလုပ်တဲ့ profession ဒီဘာလဲဆိုချင်ကိုကတကယ်စေနာထားထားတယ်เนาะဟို effort ထည့်ထားတယ်ဆိုလို့ချင်အဲ့ဒါဘာလဲဆိုလို့ချင်တကယ်ကောင်းတဲ့เนาะ happy money energy flow ပေါ့เนาะအဲ့ဒါကိုကိုစီကိုဘာလုပ်တာလဲဆိုစီစဉ်မှုအတွက်ကိုကလမ်းဖွင့်ပေးလိုက်တဲ့သဘောမှာရှိရပေါ့เนาะအဲ့တော့ကျမကဘယ်လိုမျိုးဖြစ်လဲဆိုတော့ အဲ့ဒါကြောင့်မလို့ကျွန်မကတော်တော်များများအဲပြန်လှူတာများတယ်ပေါ့နော်ကျွန်မဒီလိုဟို give away ကျွန်မကျွန်မရဲ့ page မှာဆိုလို့ရှိရင်ကျွန်မဗာလုပ်တယ်ဆိုခဏခဏကျွန်မ give away လုပ်တယ်စာအုပ်တွေဆိုလို့ရှိရင်ကျွန်မအမြဲတမ်း give away ပေးရဟို Telegram မှာတော့ပေးလိုက်ဟိုဘက် Moodra မှာပေးလိုက်ဒီဘက်က Monthosi page မှာပေးလိုက်အစရှိတဲ့ပြင်ပေါ့နော်ပေးတယ်။နောက်ပေးရခါမှာအပြင်မှာခုနကပြောရကျွန်မပြောရပြောသလိုမျိုးပေါ့နော်လူမုတ်ကလေးလှုပ်ပြီးတော့လှူတဲ့ဘက်ကျဆိုတော့ကိုယ့်ရဲ့ကျွန်မတုံးနဲ့ပြန်ပြီးတော့ကျွန်မ receive လုပ်တယ်ဒါပေမဲ့ကျွန်မပြန်ပြီးတော့ အာပြန်ပေးလိုက်တဲ့ spend လုပ်လိုက်တဲ့ energy ကလည်းဘာဖြစ်လဲဆိုလို့ရှိရင် positive ဖြစ်အောင်ကျွန်မအရန်ခရူးဆိုင်တယ်။နော်ဘာဖြစ်လို့ဆိုတော့အဲ့ဒီနော်ဒီသူများစီရဲ့ဖြူဖြူစင်စင်ရထားတဲ့ငွေပေါ့နော်သူများစီကဖြူဖြူစင်စင်လက်ခံထားတဲ့ငွေတခု happy money ကိုကျမကဟို negative ဖြစ်တဲ့နေရာမှာကျမမသုံးချင်ဘူးအဲ့အဲ့အတွက်ကြောင့်ကျမလည်းကျမ spending ကိုကျမအရန်ခရူး site ပေါ့နော်။ကျမလည်းဖြူစင်တဲ့အရာတခုလက်ခံထားတဲ့အတွက်ကြောင့်ကိုကတုံးတဲ့အခါမှာလည်းဖြူဖြူစင်စင်လေးကျမပြန်ပြီးတော့တုံးခြင်းတယ်။ဒီနေရာမှာကျမတို့ကိုရဲ့နော် profession ပေါ့ကိုလုပ်နေတဲ့အလုပ်မှာကိုကနော်ကိုရရှိရဲ့ကို receive လုပ်ရတဲ့ energy money energy ကတကယ်ကို happy ဖြစ်ရလား positive ဖြစ်ရလားเนาะကိုကောအဲ့ဒါကိုတကယ်ကို ပြန်သုံးတဲ့အခါမှာနော်ကောင်းကောင်းမွန်ဖြူဖြူစင်စင်ပြန်သုံးနိုင်လားဆိုတာလေဒါကျွန်မဒီနေရာမှာစဉ်းစားကြည့်စီခြင်းတယ်ဗောနော်အခုမစဉ်းစားလိုက်တဲ့ချိန်မှာပြန်ပြီးဒီအကြောင်းအရာလေးကိုပြန်ပြီးစဉ်းစားကြည့်စီခြင်းတယ် Okay အဲ့ဆိုလို့ရှိရင်ကျွန်မတို့ happy money ဆိုတာရှိရပတ်စံတွေကပျော်နေပျော်နေတဲ့ပတ်စံတွေဗောနော်အဲ့တော့ပျော်နေတဲ့ပတ်စံတွေရှိရဆိုလို့ရှိရင်မပျော်တဲ့ပတ်စံဆိုတာကိုမရှိဘူးလားဗောနော်မပျော်တဲ့ပတ်စံဆိုတာလည်းရှိတယ်ဗော ပြောရဲပတ်စံဆိုဘလူပတ်စံမျိုးလေးပေါ့နော်အဲ့တော့ကျမဒါလေးကိုလည်းဥပမာလေးတစ်ခုကျမပြောပြခြင်းနဲ့အဲ့ဒါဘာလဲဆိုတော့ကျမတို့အိမ်မှာအလုပ်လုပ်တဲ့ညီမလေးတယောက်ရှိရယ်သူတို့ဆိုလို့ရှိရင်ဒါတော်တော်စင်စင်ရေရုံးကန်ရတယ်ရှာပွေရတယ်အဲ့လိုမျိုးပေါ့နော်သူတို့ဘက်ဒီမှာဆိုလို့ရှိရင်လူတွေကဘလူမျိုးဖြစ်ကြလဲဆိုလို့ရှိရင်သူတို့ကလေဟိုလက်ထဲမှာအဲ့လိုမျိုးတနေ့စာလောက်ရှိရယ်ဆိုလို့ရှိရင်သူတို့က ျော်နေရောเนาะဒါပေမဲ့ဒီနေ့နေမကောင်းဆိုလို့ရှိရင်တို့ထမင်းစားကြရမရှိတော့ဘူးအဲ့လိုမျိုးတို့အခြေအနေတွေကတော်တော်ဆိုးတယ်ပေါ့เนาะအဲ့တော့ဘာဖြစ်လဲဆိုတော့တို့ရဲ့ဘဝမှာเนาะသူများစီကပတ်စံယူရတယ်ဆိုတာကเนาะတကယ်ဟိုမထူးဆန်းနေဘူးအဲ့ဒီဟာလေเนาะအဲ့လိုဖြစ်တာအဲ့တော့ဘာဖြစ်လဲဆိုတို့ရောက်ွက်တည်းရဲ့မှာဆိုလို့ရှိရင်အတန်ကုန်ကပဲအစမတန်ဘူးเนาะဒီငွေကြီးငွေဟိုဟာကျမကကြားတော့မကြားဘူး20ရိုးလို့ပါတော့လीเนาะအဲ့လိုမျိုး အရင်များတဲ့အတိုးနှုံးနေပေါ့နော်အဲ့လိုမျိုးတွေတို့တို့ချီးတယ်ညောချီးတော့အဲ့အဲ့ပတ်စံကိုယူလာတယ်ယူလာပြီးတော့တလောက်ကိုဟာအတိုးပဲပြန်ဆက်ရတာကြီးရပဲအဲ့လိုကိုးသောင်းလို့ပါတော့အဲ့လိုမျိုးဆိုတော့ဟဲအဲ့လောက်ကြီးရတော့အရင်များတယ်ပေါ့နော်အဲ့တော့တို့ကဘယ်လိုမျိုးဖြစ်လဲဆိုတော့အခက်ခဲရှိနေတဲ့အတွက်ကြောင့်ယူလိုက်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒါကိုတကယ်တမ်းပြန်ပေးရမယ့်အချိန်ကြောင့်လို့ရှိရင်တို့တို့မှမပေးနိုင်ဘူးမရှိဘူးတို့နော်အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်လောက်ကုန်ပြီလာကထုတ်ပြီအဲ့လိုမျိုးအချိန်ပေါ့နော်တို့တို့တွေကလည်းကျွန်တော်တို့ လို့အလုပ်ရှင်တွေကြီးကနေပြီးလာကထုတ်သွားတယ်ပတ်စံပါသွားတယ်ဆိုတော့နေ့ဆိုလို့ရှိရင်ဘာဖြစ်ကြလဲတက်ကြပြီတရက်ကွက်လုံးနော်ဘာဖြစ်လဲအကျွေးလိုက်တောင်းတဲ့သူကလည်းနော်အကျွေးရှင်ကလည်းဘာဖြစ်လဲဆိုတော့တိမ်တက်စင်ဟာစောင်းတအောင်နဲ့နေကဘလောက်ယူထားတယ်ဘလောက်ပေးရမယ်ဆိုတော့ဟိုလေမင်းညစ်ပြီးတော့တောင်းတာပေါ့နော်ပြောရမယ်ဆိုဘလို့လို့ပေးနိုင်မှာလဲနော်20ဒိုးဆိုတာဘေးတာမဟုတ်ဘူးလေနော်အဲ့ဒါကိုလေမင်းညစ်ပြီးတော့တောင်းနေဆိုတဲ့အခါကျတော့ဘလို့ဖြစ်ကြလဲဆိုတော့တက်ကြတာပေါ့မပေးနိုင်တော့တဲ့အခါကျတော့လည်းတက်ကြ မင်းနဲ့မြက်ခွက်ဖြစ်ကြပြီးလို့ရှိရင်ရုံရောက်ခက်ရောက်တီရောက်ကြနော်ဘာပြီးအခါမှာပတ်စံပေးနိုင်တဲ့သူကနိုင်အဲအဲ့လိုမျိုးတွေပေါ့ဖြစ်ကြတယ်အဲ့တော့ဘယ်လိုမျိုးလဲဆိုတော့အဲ့ဒါကစဉ်းစားကြည့်ပေါ့နော်ပတ်စံရတာချင်းတူတူနော်တယောက်ယောက်နဲ့ဟိုတက်ပုတ်ပြီးတော့ရန်ဖြစ်ဆဲဆိုအော်ဟင်ငိုယိုနေရတယ်ဆိုလို့ရှိရင်အဲ့ဒီပတ်စံကဟိုဟာဖြစ်ပါမလားအဲ့ဒီပတ်စံက happy money ဖြစ်ပါမလားနော် positive energy flow ရောအဲ့ထဲမှာရှိနေပါမလားဒါကကျွန်တော်တို့စဉ်းစားရမယ့်အရာပေါ့နော်အဲ့တော့ဒီခါလေးကြာလို့ရှိရင် ကျမတို့ပြောကြရလေဘယ်လိုမျိုးပြောကြလဲဆိုလို့ချင်းဟာအဲ့လိုမျိုးဟိုသူများသူများမြင့်ကြီးကြမှနော်ထမင်းစားရတဲ့အလုပ်တို့ပါတော့အစရှိတယ်ပြောကြရတယ်ဒါပေမဲ့တကယ်တော့ဒီလိုစကားတွေကအလက်ကပေါ်ပေါက်လာတာမဟုတ်ဘူးကျမတို့စီမှာဒါရီယာတကယ်ရှိပေါ့နော်အဲ့တော့ကျမတို့စဉ်းစားကြည့်အောင်ပါလဲဆိုလို့ချင်းအဲ့တော့အဲ့တော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ခုနပြောသလိုပေါ့ခုန20ဒုံးနဲ့ချီးရယ်ဆိုတော့ နော်သူတို့ရက်ွက်ထင်မှာတထေးတွေပေါ့ပြောရမယ်ဆိုလို့ရှိရင်ပတ်စံရှိတထေးဆိုတာကျပတ်စံရှိရဲ့သူတွေပတ်စံတက်နိုင်တဲ့သူတွေပေါ့ဆိုတော့အဲ့လူတွေကလေနော်ကျမလည်းဟိုကိုယ်ကစာရေးတဲ့သူဆိုတော့ကျမလည်းစကားလည်းခန့်မြန်များဆိုတော့တခုဆိုလဲကျမဆက်ဆက်ဆူဆူနဲ့မေးတတ်တယ်ပေါ့နော်အဲ့လိုမျိုးအဲဘလို့ကဘလို့ဖြစ်လဲဘာညာပြောပါအောင်အစားရှိတဲ့ဘာညာကျမမေးလို့ရှိရင်လေအဲ့ဒီခုနပြောသလိုပေါ့သူတို့ဟို20ရုံးနဲ့ချီးလိုက်ပါတယ်ဆိုတော့နော်ပတ်စံရှိတဲ့သူတွေသူတို့ရဲ့ဘဝတွေကိုကြည့်လိုက်လို့ရှိရင်လေ ိုခဏပဲပေါ့နော်အဲ့လိုမျိုးတောက်တောက်ပြောင်ပြောင်လည်းမရှိနေကြဘူးသူတို့လည်းဘာတွေဖြစ်နေလဲဆိုအရန်ကို struggle လုပ်နေတာနော်တော်ကြကြလို့ရှိရင်တက်ကြရင်ဖြစ်ကြငူကြယူကြနဲ့နော်အမှုခင်းနေဖြစ်ကြအဆက်ရှိနေပေါ့နော်အဲ့လိုမျိုးတွေဖြစ်နေဖြစ်တဲ့အခါကျတော့ဘယ်လိုမျိုးဖြစ်လဲဆိုတော့ဟိုအဲ့ဒါ energy ပဲပေါ့နော်ကိုရလာတဲ့ကိုလက်ခံလိုက်တဲ့ကို receive လုပ်လိုက်တဲ့နော်ကိုလုပ်တဲ့အလုပ်တွေခုနပြောသလိုနော်ပြောရဖြစ်တဲ့ intention တွေမပါနေဘူးနော် အင်ဂျီမပါနေဘူးဆိုတဲ့အခါမှာဘာဖြစ်လဲဆိုတော့အဲ့ဒီအတွေ့အကြုံလို့အဲ့ဒီပတ်စံရလဲဘာဖြစ်လဲဆိုတော့သူတို့စီမှာတော့မကောင်းတာတွေအတွက်ပဲကိုကသုံးလိုက်ရတဲ့ဟာမျိုးရှိတယ်။ကျမကြီးတွေငွေကုန်သွားတယ်။အဲ့ဆအဲ့လိုမျိုးပေါ့နော်။ တခုခုကိုပျော်စရာအတွက်ကိုမတုံးရဘဲနဲ့စိတ်ညစ်စရာအတွက်ကိုပဲပြန်ပြီးတော့တုံးနေရတယ်ဆိုတဲ့ဟာမျိုးပေါ့နော်ဒါမျိုးတွေလည်းဖြစ်တောင်သွားပြီးတော့တွေ့ရတယ်နော်ဒါလည်းတကယ်စိတ်ဝင်စားကြကောင်းတဲ့အချက်ပဲအဲ့တော့အဲ့ဒါတွေကိုတွေ့ရဒါကျမတို့ပုံဝင်ချင်းမှာကြီးလိုက်တယ်ဆိုလို့ရှိရင်လည်းဒါမျိုးအရာတွေအများကြီးရှိနိုင်တယ်နော်ဒါတွေအများကြီးကျမတို့တွေ့တွေ့ရတာပဲဖြစ်တယ်ကိုယ့်ရဲ့ပုံဝင်ချင်းတွေနည်းနည်းလေးလာကြီးလိုက်မယ်ဆိုလို့ရှိရင်အော်ဒါတွေကဒီလိုမျိုးဖြစ်ပါလားပေါ့နော်ဆိုပြီးတော့ကျမတို့ဒါသိနိုင်တယ်ပေါ့အဲ့တော့အဓိကပါလဲဆိုရင်ကျမတို့ဒီ inflow ဆိုတာဗာလေကျမတို့ထဲကိုစီးဝင်တယ်เนาะ receiving ဖြစ်တယ် outflow ဆိုတာကြဘာဖြစ်လဲဆိုကျမတို့เนาะပြန်ပြီးတော့ကိုယ့်စီးရနေမှာစီးထွက်သွားအဲ့တော့ flow ဆိုတာကဗာလေဆိုလို့ရှိရင်ဒါစီးနေတဲ့သဘောเนาะ flow ဆိုတာကစီးဆင်းနေတဲ့သဘောရှိတယ်အဲ့တော့ကျမတို့ကတခုခုပေါ့ဥမာရေမြောင်းတခုဝဲထားလိုက်ပါတော့ရေပိုက်တခုဝဲထားလိုက်ပါတော့เนาะအဲ့ဒီဟာဒီဘာဖြစ်နေလဲဆို block ဖြစ်နေတယ် เนาะတခုကြောင့် block ဖြစ်နေရဆိုရင်ရေးရောက်ပါဖြစ်တယ်မစီးရောအဲ့လိုသဘောမျိုးပေါ့เนาะအဲ့တော့ကျမတို့စီမှာ block ဖြစ်နေရခုနကပြော negative တွေနဲ့เนาะဒီမှာသွားပြီး block ဖြစ်နေရဆိုလို့ရှိရင်လည်းပါဖြစ်တယ်ရေးရเนาะမစီးဝင်လာတော့ဘူးပေါ့เนาะအဲ့တော့အဓိကပါလဲ flow ဆိုတာ season တွေရဲ့သဘောရှိရအဲ့ဒီအတွက်ကြောင့်မလို့ကျမတို့ရဲ့ cash ပေါ့เนาะဒီ person အဲ့ဒါကိုလည်းကျမတို့က season လိုက်တဲ့အခါမှာပါဖြစ်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့စီးဝင်လာတယ်အဲ့ဒီသဘောကလည်းရှိရပေါ့เนาะအဲ့တော့ ကျမတို့ကဒီမှာဒီအပိုင်းမှာတော့ဒီ receive လုပ်တယ်ဆိုတဲ့အခါမှာနောက်ခုနပြောသလိုဒါကျမတို့ profession တွေကိုကျမတို့ပြန်ပြီး sensitive ဖို့လိုတယ်ဆိုတာမျိုးရှိသလိုနောက်တစ်ခုကတော့ကျမတို့က receive လုပ်တဲ့အခါမှာ gratitude နဲ့ receive လုပ်ဖို့လိုအပ်တယ်เนาะကျမတို့လက်ခံတဲ့နေရာမှာကျမတို့ကျေးဇူးတင်တဲ့စိတ်နဲ့လက်ခံဖို့လိုအပ်တယ်ပေါ့เนาะအဲ့တော့ဒီခါလေးကြောက်လို့ရှိရင်เนาะကျမတို့ကဘယ်လိုမျိုးရှိလဲဆိုလို့ရှိရင်အဲ့လိုပဲပေါ့ပထမကျမတို့သင်ခဲ့ရတဲ့ money concept အရာဘယ်လိုမျိုးဖြစ်လဲဆိုတော့ပတ်စံအထက်လိုက်ကြီးလာမှပဲဒါက နော် receive ဖြစ်တယ်လို့ထင်တာနော်တကယ်တော့မဟုတ်ဘူးကျွန်တော်တို့တနေ့တနေ့ရနေရဲ့နော် receive ဖြစ်နေရဲ့အရာတွေလက်ခံရယူနေရဲ့အရာတွေအများကြီးရှိတယ်ဥပမာကျွန်မဆိုလို့ရှိရင်ကျွန်မမိုးလင်းတာနဲ့ကျွန်မလက်ခံရတယ်ဘာတွေလက်ခံရလဲကျွန်မစာဖတ်သူတွေစီကမြစ်တာဒါကိုကျွန်မအမြဲတမ်းလက်ခံရတယ်နော်စိတ်ညစ်တယ်ဆိုလို့ရှိရင်ဘာဖြစ်တယ်ဆိုကျွန်မရဲ့ comment တွေကျွန်မအိုပြီးတော့ဖတ်လိုက်တယ်ကျွန်မကိုပေးထားတယ် compliment စီပေါ့နော်ကောင်းမွန်တဲ့ no positive negative တွေလည်းပါတတ်ပါတယ်တခါတည်းဒါပေမဲ့ကျွန်မကောင်းတဲ့အရာလေးကိုကျွန်မရွေးချယ်ပြီးတော့ ဟုတ်ပဲလက်ခံရယူလိုက်เนาะအဲ့တော့ဘာလဲဆိုလို့ရှိရင်ဒါကလည်းနော်ငွေကြေးဆိုတဲ့ပုံစံတော့မဟုတ်ဘူးဒါပေမဲ့ဘာဖြစ်လဲကိုရရှိရဆိုတဲ့အနေနဲ့နော်ရောက်လာတာပဲအဲ့တော့ကျွန်တော်တို့နေတဲ့ပုံဝင်ချိန်မှာဆိုလို့ရှိရင်အင်းနီနာချင်းနေဘာဖြစ်လဲဆိုလို့ရှိရင်တရတရအရင်ချစ်တယ်အဲ့ခါကျတော့ဘာဖြစ်လဲတဲ့အင်းနဲ့တအိမ်ဘီယူဆိုင်ကြတယ်เนาะတအိမ်ကတခုခုချက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲရောက်လာတာပဲเนาะဟိုဟိုပဲကလာဟင်းလေးချက်တယ်ဆိုလို့ရတဲ့ခွတ်တော့ရောက်လာတာပဲအတီးရွက်ကလေးဝယ် ယ်ဆိုလဲရောက်လာပဲเนาะခြံလေးကတံမြာသီးလေးခုရယ်ဆိုလဲနှလုံးသုံးလုံးရောက်လာပဲเนาะအဲ့အရာတွေကတကယ်တမ်းပြောရမယ်ဆိုလို့ရှိရင်ဒါကဟိုမေတ္တာနဲ့ပေးရမေတ္တာဆိုတာတန်ဖိုးဖြတ်လို့မရဘူးเนาะပစ္စည်းကြီးရဲ့တန်ဖိုးကိုကြည့်ရဆိုလို့ရှိရင်တော့အဲ့ဒီပစ္စည်းကဘာမှမဟုတ်ဘူးဆိုတဲ့ဟာမျိုးဖြစ်နိုင်တယ်ဒါပေမဲ့ဘာဖြစ်လဲဆိုလို့ရှိရင်တကယ်တမ်းမှာအဲကျမတို့ရတာကရတာပဲ ဘယ်လိုဖြစ်လဲဆိုလူတွေရဲ့စိတ်သဘောထားပေါ့ဘယ်လိုမျိုးဖြစ်ပါဘူးဟဲ့ကောင်းလည်းမကောင်းဘူးထက်ထားတယ်ဘယ်လိုမျိုးလဲမသိဘာညာအဲ့လိုမျိုးဝေဖန်လိုက်တယ်ဆိုလို့ရှိရင်အဲ့ဒါပါလဲဆိုလို့ရှိရင်ခုနကပြောသလို block ဖြစ်သွားတာပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒါကျမတို့ကဝေကြီးနေပတ်သက်တယ်ဆိုလို့ရှိရင်တော့ရတဲ့အရာတွေနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်ကျမတို့ကအမ်နော်ဟိုပါပေါ့ဝေကြီးနေပတ်သက်လာပြီဆိုလို့ရှိရင်ကျမတို့ကဒါကိုဟို positive ဖြစ် ပြီးတော့ဟိုလက်ခံရမယ်ဟာဟိုကျမတို့ကငင်းပယ်လိုက်တဲ့ဟာမျိုးပေါ့နော်သူ့ကိုကျမတို့လူတီအုံးမှာထားလိုက်ပါတော့ကျမတို့လူတီအောင်အနေနဲ့ပဲထားလိုက်ပါတော့သူကကျမတို့အိမ်ရှိကိုတကားလာခောက်တယ်နော်အဲ့ဒါကိုကျမတို့ကဘာဖြစ်လဲတကားမဖွင့်ပြီးနော်သူ့ကိုဟိုဘူးတော့လိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်လဲဆိုသူစိတ်ညစ်သွားမှာပေါ့နော်သူ့စိတ်ကျမဘလို့ဖြစ်မလဲငါကတော့လာရတယ်နော်ဒါပေမဲ့ तू ကကျန်က welcome မလုပ်ဘူးဆိုတဲ့ဟာမျိုးပေါ့နော် तू ဖြစ် तू မလာတော့ဘူးပေါ့အဲ့လိုသဘောမျိုးပေါ့နော်အဲ့တော့သူတို့ကတော့ နော်ကျမတို့စီမှာရာသင်ရထိုက်တဲ့အရာတွေ universe ကပေးနေတဲ့အရာတွေဆိုတာဗာလဲဆိုလို့ရှိရင်ကျမတို့စီကိုပုံစံအမျိုးစုံနဲ့လာတယ်ကျမတို့အိမ်ဝါကိုတကားခောက်တယ်နော်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့တခါတည်းကျရင်ကျမတို့ကနော်ညင်းပယ်တတ်တယ်နောက်တစ်ခုဘာဖြစ်လဲဆိုလို့ရှိရင်သူတို့ကို အဲကျမတို့ကျေးဇူးမတင်ဘူးကျေးဇူးမတင်တဲ့စိတ်နဲ့သူတို့ကိုကျမတို့ပြန်ပြီးတော့လှုပ်လိုက်လူတွေကဒီ receiving နဲ့ giving ပေါ့ဒါကိုကြည့်ရဲဆိုလို့ရှိရင်လူတွေမှာဘလို့အရာတွေကိုအာယုံစိုက်တယ်လေဆိုကျမတို့စီမှာမရှိတဲ့အရာတွေကိုကျမတို့ကတွားပြီးတော့အာယုံစိုက်တယ်เนาะတကယ်တော့မှဘာလဲဆိုကိုယ်မှာရှိတဲ့အရာတွေပေါ့မှာအာယုံစိုက်ပြီးတော့ကျေးဇူးတင်တဲ့အာ regular income တစ်ခုရအဲ့ဒီအလုံးနဲ့ကျမတို့ကစားနိုင်တယ်เนาะစားနိုင်တောင်းနိုင်ဖြစ်တယ်เนาะလှူနိုင်တယ်เนาะအဲ့ဒါဆိုလို့ရှိရင်လည်းဘာဖြစ်လဲဆိုလို့ရှိရင် အဲ့ဒီ income လေးကိုကျွန်တော်တို့အာကျေးဇူးမတင်သင့်ဘူးလားပေါ့နော်အဲ့ဒါစဉ်းစားနောက်တစ်ခုကျွန်တော်တို့စီမှာ very fortunate ဖြစ်တယ်ကျွန်တော်တို့ကကံကောင်းတဲ့သူတွေကျွန်တော်တို့စီမှာစုထားတဲ့ဟာကိုမရှိနိုင်ဘူးလားအနေအချင်းပေါ့နော်အများကြီးပြောတာမဟုတ်ဘူးနော်သူများရဲ့ကတချို့ဆိုရှင်ထင်ကြတယ်လေလက်ထက်မှာတိတ်တထောင်လောက်စုထားနိုင်မှာစုတယ်လို့ထင်တာတကယ်တော့မဟုတ်ဘူးကို့မှာစုထားရဲဆိုတာ extra လေးပေါ့နော် extra လေးတခုကိုကိုယ့်ရဲ့ emergency အတွက်ကိုကိုသုံးလို့ရတယ် extra လေး နော်နည်းနည်းပပပဲဖြစ်ပေါ့ဘာပဲဖြစ်ရှိနေရဆိုရင်ရောအဲ့ဒီငွေလေးပုံမှာကျမတို့ဈေးစုမတင်သင့်ဘူးလားနော်ဒါလည်းကျမတို့အတွက်မေးစရာဖြစ်တယ်နောက်တစ်ခုကျမတို့ဆီမှာပေးရမယ့်အကျွေးနော်ဒါမျိုးရှိရဆိုလို့ရှိရင်ဒါလေးတွေကိုကျမတို့ဆက်နိုင်တယ်ဆိုလို့ရှိရင်ရောအဲ့ဒီအတွက်ကျမတို့ရဲ့နော်ဖြစ်ပေါ်လာတဲ့ mindset เนาะကျမတို့လုပ်တဲ့အလုပ်အဲ့ဒီပုံမှာကျမတို့ကျေစုမတင်သင့်ဘူးလားပေါ့နော်နောက်တစ်ခုကတော့အဲအကြီးကျယ်ဒုက္ခရောက်တယ်เนาะအဲ့ဒီခါမှာကျမတို့ကိုကူညီပေးမဲ့သူပေါ့နော်အဲ့လိုမျိုးမိကောင်းဆွေကောင်းတွေ နော်ဆွေမျိုးသားချင်းနေမိသားစုမောင်နှမနော်မိဘအဲ့လိုမျိုးတွေရှိတာကပေါ့ကျွန်တော်တို့အတွက်ကျေးဇူးတင်ကြမကောင်းဘူးလားပေါ့အဓိကတော့ဗာလဲဆိုဒီဒီအပိုင်းမှာပေါ့နော်ဒီ inflow ဆိုတော့ဗာလဲ receiving outflow ဆိုတော့ giving နော်အဲ့မှာကျွန်တော်တို့ gratitude နဲ့ဆက်ဆက်ပြီးတော့ကျွန်တော်တို့လက်ခံတယ်နော်အဲ့ခါမှာဗာလဲဆိုကိုကကိုမှရှိရဲ့အရာတွေကိုအာယုံစိုက်လိုက်တဲ့ခါမှာဗာဖြစ်လဲဆိုစိတ်ထဲမှာဂျင်းနဲ့ပျော်ရွှင်တဲ့စိတ်ကိုခံစားရတယ်အဲ့ဒါဗာလဲဆိုလို့ရှိရင်အောင်မြင်တာပဲနော်အောင်မြင်တယ်ဆိုတော့ attitude လေးတစ်ခုပေါ့နော်ကျမတို့ရဲ့ သဘောထားလေးတကူအမြင်လေးတကူ mindset လေးတကူကျမတို့စီမှာရောက်သွားတာဖြစ်တယ်